ီအာယုံဟာနှစ်သက်เสียကောင်းပြီးတော့တွေ့တာเสียကောင်းတဲ့အာယုံဖြစ်ပြီးတဲ့။အဲ့ဒါကိုရလာလို့ရှိရင်ရလာတာလေးကိုကြည့်ပြီးတော့ဝမ်းသာတယ်။ဒါလောကရဲ့တဘာဝကိုမြတ်စွာဘုရားပြောတာနော်။ရလာတာလေးကိုကြည့်ပြီးတော့ဝမ်းသာတယ်။ဟောနောက်ပြီးတော့အခုတော့ရတာမဟုတ်ဘူးအရင်ကရခဲ့ဘူးတဲ့။ပုပ္ဖေဝါပฏิလတ်ထပုပ္ပံ။ အခုတော့မရဘူးဒါပေမဲ့အရင်တော့ကရခဲ့ဘူးတယ်အတိတံနိရုဒ္ဓံလွန်ခဲ့ပြီအခုချိန်မှာတော့ပျောက်ဆုံးသွားပြီဝိပရိနတံပြောင်းလဲသွားပြီဆိုတာလေးကိုပြန်ပြီးတော့သမနုဿရတော်တွေးနေတဲ့အခါမှာလည်းပဲဝမ်းသာမှုဖြစ်တယ်ဟုတ်တယ်လေလူတွေကရပြီးကိုယ့်လက်ထဲမှာအခုချိန်မရှိပြီမဲ့လို့ရခဲ့တာလေတွေးပြီးတော့လည်းဝမ်းသာမှုဆိုတာဖြစ်တယ် ။ဟာအရင်တုန်းကဓာမျိုးတွေရခဲ့တယ်။အခုတော့မရှိတော့ဘူးဒါပေမဲ့အဲ့ဒါလေးကအဲ့ဒါလေးတွေးလိုက်ရလို့ရှိရင်စိတ်ထဲမှာချမ်းသာ။ရင်တုန်းကရှိခဲ့တဲ့ပစ္စည်းကိုနှစ်သက်ခဲ့တဲ့ပစ္စည်းလေးကိုပြန်ပြီးတော့တတိယပြီးသောမနတ္တတွေဖြစ်နေတယ်။အဲ့တော့ဆိုလိုတာကအခုလက်ရှိကိုလိုချင်တာလေးရလို့မြင်ရတဲ့အခါမှာဝမ်းသာမှုဖြစ်ထားရဲ့အတိတ်တုန်းကရာဘူးတဲ့ဟာလေးအခုချိန်မှာမရှိပေမဲ့လို့တွေးပြီးတော့ဝမ်းသာတာရ ောဒီဝန္တာမှုနှစ်ခုသည်ကာမဂုဏ်အာယုန်တို့ဆိုတဲ့ရူပယုံကိုအာယုန်ပြုတ်ပြီးတော့ပြတ္တာစရာအာယုန်ကိုအာယုန်ပြုတ်ပြီးတော့ဖြစ်တဲ့ဝန္တာမှုဖြစ်တယ်အဲ့ဒါကိုခေဟတိတ္တသောမနတာလို့ပြောတာ